တောဆန္ဒလန်ကဒူဒီလန်ဟိုတယ်မှာဖြစ်ခဲ့တဲ့တမှုအပြည့်စုံကိုပြောပြမယ်။ဒူတမှုမှာဒူတရခန်က session နဲ့တရားပါတဲ့သူကောင်မလေးရတဲ့ session နဲ့တဲ့နာမည်ကအောင်ခန့်ကျော်စင်းနဲ့အင်မွာတက်ခံရတဲ့ကောင်မလေးကကြတော့သကွမ်းရီတာကြီးနဲ့တလင်းကအသက်၃၃နှစ်အရွယ်မဆုမြတ်ဝင်ဖြစ်တဲ့ဒီကောင်မလေးရဲ့ကြောက်ရံပေါ်မှာအလုံးလာလာပါတော့တရားခန်တရားကိုအော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာသူတို့ရဲ့အိမ်မှာဖမ်းဆီးရမိခဲ့တယ်လို့တတိထုတ်တဲ့ဟာကိုတွေ့ရတယ်အဲဒီ ဒီလူတက်ရတဲ့အောက်ခန့်ကျော်ရဲ့ခတ်ဆော်ချက်အရာသူကဂိမ်းအလူအကျွန်ဆော်တဲ့လူတက်အကောင်ထောက်တဲ့နိုင်ငံရာရောက်ရှင်တွေကသူကအလွန်ကျွန်ထိတယ်ဒီတရက်ခန့်အောက်ခန့်ကျော်စင်ကဂိမ်းအဆော့များပြီးတော့စိတ်မတည်မနေနေဖြစ်လာတယ်ပြီးတော့သူတက်ချစ်ချက်တွေပေါက်လာနေတယ် ယောက်ျားလေးဆွဆွတက်လို့ရှိရင်ပြက်ခုခံမှာဆိုတာကြောင့်သူကအမေကလေးပြက်ကိုတက်ဖို့ရွေးချယ်ခဲ့တယ်။သူတက်ဖို့အတွက်ဓာတ်နဲ့အလောင်းထဲမှာပလတ်စတစ်အိတ်ရဲ့သွေးပင်ရင်ချွတ်ဖို့အတွက်အစွန်းချွတ်တဲ့ acid ပလင်းကိုဝယ်ပြီးတော့သူတန်နေကြအဲဒီ beautiful hotel ကို October လ9ရက်နေ့မှာတွားခဲ့တယ်။အဲဒီနေ့မှာပဲ Lia နာမည်နဲ့ Telegram channel တစ်ခုကနေပြီးတော့တည်ဆုံးသူမဆုမြတ်ဝင်ကိုပြောပါဖို့အတွက်နဲ့သူကအခအကျွေးဝင်နဲ့ဆက်သွယ်ခေါ်ယူပြီးတော့တပည့်မျိုးနဲ့ ုံးကမလန်မှာရှိတဲ့ဒူဒူလန်ဟိုတယ်ရဲ့အခန်းကနှစ်မှာပျော်ပါတယ်ပြပါနေလုံးပါပဲသူကြည့်ခဲ့တဲ့လူတက်အလောင်းဖြောက်တဲ့နေရာကားခဲရလို့ပဲမဆုမြောင်းဝင်းကိုလေပေးညစ်တဲ့ပြီးရင်ရှင်မက်ကိုအသိဉာဏ်နဲ့စီတန်းချောင်းနဲ့ထိုးတက်ခဲ့တယ်။တက်ပြီးရအခါကျတော့ပေါင်သားကိုခီးခဲ့ခီးပြီးတော့အဲ့ပေါင်သားလေးကိုအိမ်သားလေးကိုထည့်ခဲ့တယ်။ဘိုက်ကိုခွဲပြီးတော့ကြတော့ကလီကြလေးကိုထုတ်တယ်။ကလီကြလေးကိုအမတ်အိမ်ကိုထည့်ပြီးတော့ဘိုးစုံလန်တော်ကရှိတဲ့အမတ်ပုံထဲမှာထည့်ခဲ့တယ်။ အဲပြောနေတယ်နော်သူ့ရဲ့နာမည်မှာရလာတယ်လို့လို့ပဲအဲပြီးတော့ကြတော့သူ့ရဲ့ user A1 ကိုလှမ်းခေါ်ပြီးတော့လူသတ်မိရဲ့အကြောင်းကိုသူကပြောပြတယ်ပြောပြပြီးတော့ကောင်မလေးကိုသူက hotel ကိုလှမ်းခေါ်လိုက်တယ်ကောင်မလေးကရောက်လာပြီးတော့အခန်းထဲမှာပေးရတဲ့သူ့ရဲ့ကိုတက်ရှင်းလုပ်ပြီးတော့အလောင်းခရရဲ့အိတ်ကိုကြတော့ဗဟင်းမောက်ဖွင့်ပြီးတော့အဲ့ဗဟင်းမောက်ကနေပြီးတော့ Echo Outdoor ရေပေါ်မှာတင်ထားခဲ့ရဖြစ်တယ်အဲပြီးတော့ hotel check out လုပ်တယ် အလူတက်တဲ့အချိန်မှာရုံးလေးစားခတ်ပြထားခဲ့တဲ့အတွက်အခန်းမရန်ကစီးရီကွာသွားတာမို့လို့ဟိုတယ်ကိုရော်သေးကိုတော့ပြေးခဲ့ရတယ်တဲ့ပြီးတော့ဒီလူတက်တဲ့ခံရမိပါတွေကလည်းဆရာဝန်တွေဖြစ်တယ်လို့သိရတယ်နော်